အားလုံးပဲမင်္ဂလာပါတီချန်နယ်ကကြိုဆိုလိုက်ပါတယ်တီချန်နယ် channel လေးဟာ pretend mess ရဲ့ chapter 1ကနေ chapter 10အထိနော်ဒီတင်ကြားရေးဗီဒီယိုလေးတွေကိုတင်ပေးထားတဲ့ channel လေးဖြစ်ပါတယ်အဲ့တော့ grade 10နဲ့ဆိုင်တဲ့ဒီတင်ကြားလေးတွေကို playlist အလိုက်ပေါ့နော်အလွယ်တကူဝင်ရောက်လေ့လာလို့ရပါတယ် ဒီဗီဒီယိုလေးမှာတော့ချေက chapter 1မှာရှိတဲ့เนาะမေခွန်လေးကို ရှင်းပြတာဖြစ်ပါတယ်။ပုံသင်လေးတွေလည်းတုံ့တအောင်ဒေါက်ရတန်လည်းကြည်တတ်အောင်ယူရပြီးရှင်းပြထားတာဖြစ်ပါတယ်။ကြည့်ရအောင်เนาะ example tree လေးကိုတွက်မှာဖြစ်တယ်။ example tree လေးကိုဘာကြောင့်တွက်ပြရလဲဆိုလို့ရှိရင်နံပါတ် A လေးက viewpoint ရှာခိုင်းတာเนาะနံပါတ် B လေးကမြင်ပိုင်းလေးရလေးကိုရှာခိုင်းတယ် ဲ့တော့ဒီတပုတ်ထဲမှာပဲမေးပွိုင်းဖော်မြူလာလေး၃နည်းလဲကိုကတည်သွားတယ်။မြန်ပိုင်းလျှရှာရာလေးလည်းတည်သွားတယ်ဆိုတော့ဒီတပုတ်ထဲမှာဒီပုံသေးနည်းနှစ်မျိုးကိုကိုကလေ့လာတာဖြစ်တယ်။အဲ့တော့ဒါလေးတွေရသွားပြီဆိုရင်သူနဲ့သက်ဆိုင်တဲ့မိကုန်းကိုမေးလာတဲ့အခါကိုယ်ဖြည့်တတ်သွားပြီပေါ့နော်ဒီမှာတစ်ခုရှိတာကတော့ဒီမြင်းမိုက်အလျားရှာတဲ့အခါမှာ log သုံးရတာလေးပါတယ်အဲ့တော့သူ့ကိုတွက်တဲ့အခါမှာဒီ example tree လေးက logarithm 3နည်းလေးပါဒီရှာတစ်ခါရေးပြုတ်သွားမှာဖြစ်တယ်နော် အဲ့တော့ဒီတင်တာလေးအဆုံးအထိကြည့်လိုက်ပါเนาะဆိုတော့မေခွန်းလေးကိုကြည့်ရအောင်เนาะအဲ့တော့ A ရဲ့ coordinates က5 3 B ရဲ့ coordinates က -2 1။နောက်အဲ့မှာမှာနံပါတ် A က AB မြင်းပိုင်းမှာဒီအလယ်အမှတ်ရဲ့ coordinates ကိုမေးတာ။အဲ့တော့နံပါတ် B က AB မြင်းပိုင်းလေးရလေးကိုရှာခိုင်းတာဖြစ်တယ်။အဲ့တော့အခုဒီချက်အဲနံပါတ် A လေးကိုတွက်တာလေးကြည့်ရအောင်เนาะ။နံပါတ် A ထမအဦးဆုံး a ရဲ့ coordinate b ရဲ့ coordinate တွေကိုအရင်ယူလိုက်မယ်ဒါကတော့ formula လေးကိုရေးမှာဖြစ်တယ်သူရဲ့ formula က x1 x2 2 now y1 y2 2ဒါတော့ x1 x2 သူတံဖိုးလေးကိုထည့်လိုက်မယ်သူတို့ကိုရှင်းလိုက်တဲ့အခါကျရှေ့က x coordinate က3 by 2 y coordinate က -2 by 2ကြောင့်သူ့ကိုဒီထဲတော့ရှင်းလိုက်တဲ့အခါမှာเนาะမေပွားရဲ့ coordinate တွေဒီ1.5ရဲ့ -1 ရဲ့ဆိုပြီးရဒါကနံပါတ် a လေးနောက်နံပါတ် b လေးကိုကြည့်ရအောင်เนาะရှင်ဒါနံပါတ် b ကိုတွက်မှာ -2 လို့ထားမယ်အဲ့တော့ distance formula လေးကိုသုံးမယ်ဆိုတော့ဒီထဲကဒီတစ်ခါကျတော့ ab လို့ပဲရေးတော့เนาะ length မထက်တော့ဘူး ab equal to ဆိုရင်သူ့ရဲ့ formula က h2 minus h1 the whole square less y2 minus y1 the whole square equal to square root of เนาะဒီလိုလေးဖြစ်မယ်အဲ့တော့ square root လေးကဒီပြည့်အောင်เนาะအဆုံးအထိဆွဲပြရအောင် အဲ့ဒါပြီးတော့မှ equal to less equal to or minus 2 minus 5ဆိုတော့ minus 7အဲ့ရ minus 7ကိုလက်သေးခုနေခံပြီးတော့မှ square တင်မယ်ပြီးတော့ plus ပြ minus minus ဆိုတော့ဒါ plus ဖြစ်သွားမယ်ဒါကြောင့်1 3ဖြစ်သွားတယ်အဲကြောင့်သူကတော့4 square เนาะသူကတော့ခွင့်ခတ်စီရမလို့ ab equal to square root of 49နဲ့60နဲ့ပေါင်းရင်60ပါရပြီအဲ့မှာဒီ share ကိုဒီ log ကိုသုံးမယ်ပေါ့နော်ဆိုတော့ log သုံးတာလေးကြည့်ရအောင်အဲ65ကို square root ရှာမှာနော် logarithm မှာဒီမှာ square root ခေါင်းစဉ်လေးရှိရဲ့အဲ့ခေါင်းစဉ်လေးမှာနော်ဒီမှာဆိုလို့ရှိရင်အကွက်0ကနေပြီးတော့9ထိပုံလန်အကြီးနော်နောက်တစ်ခါအနောက်မှာ1ကနေပြီးတော့9ထိပုံလန်အသေးရှိရဲ့ ွန်လန်တစ်ခုတစ်ခုမှာကနန်းလေးလုံးပါတယ်ပြီးရင်အတန်းကအပေါ်တန်းရဲ့အောက်တန်းရဲ့တကွတကွမှာနှစ်တန်းရှိတယ်ဆိုတော့ဒီရှာတို့ကြည့်မဲ့ဒီ square root ရဲ့ကိန်းလုံးအရေအတွက်ကနန်းလုံးအရေအတွက်ပေါ့နော်အဲ့ဒီအရေအတွက်ကမအရေအတွက်ဆိုရင်ကျေတော့အပေါ်အတန်းကတန်ဖိုးတွေကိုရှာမယ်နော်စုံအရေအတွက်ဆိုလို့ရှိရင်ဒီအောက်တန်းကတန်ဖိုးတွေကိုရှာရတယ် နော်ဒီအောက်တန်းအတန်းမှုတွေရှာတယ်အဲကြောင့်မလို့မအရေးအတွက်ဆိုရင်အပေါ်တန်းမှာကြည့်မယ်စုံအရေးအတွက်ဆိုရင်အောက်တန်းမှာကြည့်စုံကိန်းနဲ့မကိန်းမဟုတ်ဘူးနော်ကနန်းအရေးအတွက်ပါတာကိုပြောတာအခုဒီချက်ရောဆိုလို့ရှိရင်ဒါ65ပေါ့65ဆိုတော့အဲ့မှာ6ရေ5ကနန်းနှလုံးပဲရှိရဒါစုံအရေးအတွက်လို့ခေါ်တယ်ဒါကြောင့်စုံအရေးအတွက်အတွက်ကြည့်မှာဖြစ်တဲ့အတွက်65မှာနောက်မှာဘာကနန်းမှာမပါတော့ဘူးဒါကြောင့်0ပေါ်လာမှာကြည်ရတယ် အကြောင်း65က0ကိုလာကြည့်လိုက်တော့8062နော်65ရဲ့0ကိုလာကိုကြည့်ရင်8062ဆိုတာရတယ်အဲ့တော့အဲ့ဒါလေးကိုမှတ်ထားပြီးတော့တချဲတော့အဖြေထုတ်မယ်ပေါ့နော်အဲ့ဆိုတော့ဆက်ကြည့်ရအောင် square root ကြည့်ခဲ့တော့ဖာရတယ်ဆိုရင်8062လို့ရရတယ်အဲ့အဲ့8062ကိုတချဲတော့ဒီမှာ square root ရဲ့အဖြေယူတော့မယ်ဆိုတော့ ဒီ65လို့ပြောတဲ့အတွက်ခဏနှလုံးရှိတယ်ခဏနှလုံးဆိုလို့ရှိရင်ရှေ့ရနေပြီးတော့ကိန်းပြေတလုံးဖြတ်တယ်။ဒါကြောင့်ဒီမှာဒီမှာ8ကိုကိန်းပြေယူလိုက်တဲ့အခါကျတော့8.062ဆိုပြီးတော့ဖြည့်ရတယ်။ဒါဒီ AB မြင်းမိုက်လျားလေးပဲเนาะ AB ရဲ့မြင်းမိုက်လျားဖြည့်ထုတ်လိုက်မယ်။ဆိုတော့ဒါကဆိုလို့ရှိရင်ဒါအဲပုံသေးနီးလဲတုံးတက်တယ်။နောက်တစ်ခါ ွားလို့ကြည့်နေလို့ပါเนาะကိုကရသွားတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ asymmetry လေးဟာဒီတွေ့ရုံနဲ့ဒီအများကြီးလေ့လာလို့ရသွားတာပေါ့เนาะเนาะမင်္ဂလာပါ